ဟောတော့ strength potion ကတော့အားပြင်းတဲ့ potion အဲ under dragon နဲ့တက်လို့ရှိရင်ဓာတ်နဲ့သွားချရင်တည်မလား ဒါမေးပို့ထိတာဗောဟုတ်တယ်နော်ပြီးတော့နောက်တစ်ခု Ender Dragon နဲ့ချားရရင်ကြာရင်ကျွန်တော်ကြောက်တာအဲ့ Ender Man တွေကိုကြောက်တယ် Ender Man တွေကသူတို့နဲ့သူတို့နဲ့မဆိုင်ဘဲနဲ့လိုက်ပြီးချတယ် Ender Man တွေကိုကာကွယ်ဖို့အတွက်ဖြုံသီးလေးစွတ်ပြီးသွားချမယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်ဖြုံသီးစွတ်ထားတော့မြင်တော့မမြင်ရဘူးဒါပေမဲ့မတက်နိုင်ဘူးနော်ကျွန်တော် Ender Man တွေနဲ့မချချင်ဘူး Ender Man တွေချရတာတော်တော်ခက်တယ်အဲ့တော့83ရဲ့မြောင်းနေပါပဲ Ender Dragon တက်ဖို့ပစ္စည်းတွေလည်းအကုန်လုံးရပြီအကုန်လုံးပြင်ဆင်ယူသွားပြီစိတ်တက်လည်းပြင်ဆင်ယူသွားပြီ Okay Ender Dragon ကျွန်တော်သွားတိုက်လို့ရှိရင် Ender Dragon စီမှာတိတ်သွားလို့ရှိရင်ကျွန်တော်ဒီကိုပြန်လာလို့ရမှာမဟုတ်တော့ဘူး Okay အဲ့တော့ထာဝရခွဲခွာရမှာဆိုတော့ဒီဒီ worry ကိုကျွန်တော်အပေါ်စီးကနေပြီးတော့ကြည့်ဖို့အတွက်ကျွန်တော်မျှော်စင်လေးတစ်ခုစောက်ဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်နောက်ဆုံးအနေနဲ့ဒီအပေါ်လေးကနေကြည့်ကျင်လို့ပါဒီ area ကိုနောက်တစ်ချိန်ပြန်ပြီးတော့ကြည့်ရမလားမကြည့်ရမလားဆိုတော့မသေးချဘူးကျွန်တော် Ender Dragon နဲ့ချရတဲ့အချိန်မှာပဲမူတည်တယ်ကျွန်တော်အမှ1 down 1နဲ့ကျင်လာတယ်ကျွန်တော်ဒါတေသွားလို့ရှိရင်ဘယ်လိုလုပ်မလဲကျွန်တော်ရဲ့တငယ်ချင်းခွေးဘူဒီတွေရောကျွန်တော်